တရားနာခြင်းသည်အသိဉာဏ်ကိုဖြစ်ပေါ်စေ။ဒါကြောင့်မလို့တရားနာတဲ့ကုသိုလ်ကိုမဟာပညာသံဝတ္တနိကပဋိပဒါကုသိုလ်လို့မြတ်စွာဘုရားအင်္ဂုတ္တရနိကေကုလသုတ်တံဟောထားလို့ရှိတယ်။တရားနာတယ်ကိုမသိတာတွေကိုမေးတယ်။အဲ့ဒါလို့မေးမြန်းတာတော့ကုသိုလ်ဆိုတာဘယ်လိုလုပ်ပြအကုသိုလ်ဆိုတာဘယ်လိုလုပ် ဘာကိုရှောင်ဘာကိုဆောင်ရမလဲဆိုတဲ့မိကုန်းတွေဓမ္မနဲ့ပတ်သက်တဲ့မိကုန်းတွေမေးမေးလိုက်လို့ဖြေရလာပြီဆိုလို့ချင်းဒါအတိညာချက်ချင်းညာအဲ့ဒါအတိညာကိုစီးပူအထုတ်ခြင်းဖြစ်သည့်အတွက်ကြောင့်ဒီလိုပညာကိုလေ့လာသင်ကြားမှတ်ယူနေတာဟာပညာပါရမီပါပဲတရားဓမ္မနာကြတယ်စာပေဖတ်ရှုကြတယ်ဆွေးနွေးကြတယ်မေးမြန်းကြတယ်ဟောတာဟာသမ္မာမဟုတ်ဘူးပညာပါရမီပါလို့ဒီလိုမှတ်ရ